င်္ဂလာပါရှင်အခုတစ်ခါဖတ်ပြပေးမှာကတော့အမျိုးသားပညာဝန်ဦးဖိုးကျရဲ့ကိုရီဝတ္ထုများဆိုတဲ့စာအုပ်ထဲကဖျားဘူးသွားခြင်းဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် ကျွန်ုပ်သည်ကောလိပ်ကျောင်း BA အောက်တန်း၌ရှိစဉ်က ကျွန်ုပ်နှင့်အတန်းတူအတန်းခင်မင်သောမိတ်ဆွေတယောက်ရှိဘူး၏၎င်းကမောင်ထွန်းမောင်ဖြစ်၏ထွန်းမောင်မှာ အလွန်အေးဆေးစွာနေလေရှိ၏စကားနည်း၏မဟုတ်မမှန်မဟာတရားမပြောတမ်းအိန္ဒြေကြီး၏စကားနည်းသူတို့၏စကားသည် လေးနက်တတ်သည်ဖြစ်ရာထွန်းမောင်စကားပြောလျင်ကျွန်ုပ်တို့ចောင်းသားများဂယုပြွ၍နားထောင်လေရှိ၏ဝါကြွားပြောတတ်သူသည် ထွန်းမောင်ရှေ့တွင် စကားပြောခဲ့၏အကြောင်းကထွန်းမောင်ကတစ်ချက်တစ်ချက်ဝင်ထောက်လိုက်လျင်ထိုကြွားဝါခြင်းချက်ချင်းပေါ်တတ်၏အပေါင်းဖော်နှင့်အချင်းဖြုံမနေတန်းတယောက်တည်းတွေးတော်၍တော်၎င်းစဖက်၍တော်၎င်းနေတတ်၏တို့ရတွင် အလုံးရိုးသားဖြောင်းမတ်သူဖြစ်လေရာကเจ้าသားများကဝိုင်း၍ယူသေးခင်မင်ကြ၏ကျွန်ုပ်နှင့်ကအခြားသူတို့ထက်ပို၍ခင်မင်ကြ၏ထိုနှင့် အင်္ဂလိပ်ဒီဇင်ဘာလား နတော်ပြတို့၌ကျောင်းစနေရမြားပိတ်၏ထို့အချိန်ခါ၌ကျောင်းသားများကြိုက်ထီယိုဖျားတို့အဆူဆူပြူ၍သွားလေရှိကြရာကျွန်ုပ်လည်းသွားလိုသည်နှင့်ထွန်းမောင်၏အခန်းသို့လာခဲ့၍ဟေ့ထွန်းမောင်ကြိုက်ထီယိုဖျားကိုသွားရအောင်ကွာတို့စနေရတောင်ရက်အားရတယ်ဖျားဘူးလားကြိုက်ထီယိုတောင်သွားရမလားကွရွှေကုံဖျားကိုသွားပါတော့လားအတူတူပေါ့မတူဘူးဆရာကြိုက်ထီယိုကမျက်စွာဖျားကိုတော်တိုင်းတို့မြေမာပြည်ကိုကြွလာပြီ ရသေးကြီးတမကိုစံတော်ပေးတဲ့။အဲ့ဒီစံတော်အစ်စ်ကိုထားပနာပြီးတီတာအမောင်ရဲ့နားလေရဲ့လား။ထိုအခါအလွန်ပြုံးခဲ့သောထွန်မောင်သည် ပြုံ၍ဖះဒီကိုကြွလာတယ်လို့မင်းကိုဘသူကပြောသလဲ။မင်းလည်းအတော်ကြွကြတဲ့အကောင်ပဲ။ဘသူပြောရမလဲကွ။တမိုင်းထဲမှာတေးသေးချာချာကိုရေးထားတယ်သိရဲ့လား။အဲ့ဒီမင်းတမိုင်းကဘသူကဘယ်တော့မှရေးခဲ့တာလဲ။ဘသူရေးတယ်လို့တော့မင်းကိုတေးသေးချာချာတန်တော်ဦးမတင်နိုင်ဘူး။ ရှေးပညာရှိလူကြီးတွေရေးခဲ့တာပေါ့ကွက်ထက်ကြဲကြဲပြောသည်ဟာဟာမင်းမှတ်မိသေးရဲ့လားမင်းနဲ့ငါနဲ့ပြည်မျိုးကိုသွားလဲကြတော့ကဖုန်ကြီးတစ်ပါးကဒေါက်တာဘောင်မင်းကြီးရဲ့ဝလဲတော်အစ်ကိုပြားချသစ်စေတယိုးကင်ပြီးလှုပ်ထားတယ်ဆိုတဲ့ကမဝါစာကိုထုတ်ပြတော့မင်းကကိုတော်ပဲနဲ့သိတယ်လေဘာလဲညာလဲနဲ့စစ်စစ်ပေါက်ပေါက်ပြီးတော့ဖုန်ကြီးကစိတ်ဆိုးပြီးမင်းကိုမောင်းချတာမှတ်မိသေးရဲ့လားအခုလည်းမင်းကငါ့ကိုငေါက်ပြန်ပြီလား မင်းကရာဇဝင်ဆရာမို့တိတိကျကျတိမလားလို့မေးတာပါဗျာမကြိုက်ရင်လည်းမမေးပါဘူးဟေ့ကောင်တော်ပါကွယ်မင်းဟာတစ်ခါတစ်ခါအင်မတန်ရှာရှိတယ်မင်းလိုက်ချင်လဲလိုက်မလိုက်ချင်လဲငါတယောက်တည်းတော်သလိုကြည့်သွားမှာပဲခက်ဆက်ဆက်ပြောသည်ဟင်ဖယားတရားကြီးညိုတဲ့လူကလည်းစိတ်တူလိုက်တာကိုင်းကွယ်ငါကပဲလျှော့ပါမယ်ငါလိုက်ပါမယ်ထိုအခါမှကျွန်ုပ်ကပြောရင်အဲ့ဒီလိုမှပေါ့ကွယ် ငါမှငွေ90ကျပ်လောက်တော့စုထားတယ်။မင်းမောင်။ငါမှလည်း90ကျပ်လောက်ပါပဲ။အေးနေဟာကြပြီ။ဈေးရိတ်စကားဆားဖို့တောက်ဖို့55ကျပ်လောက်ပဲကုန်မဲ့ထင်နေ။လှူဖို့တန်းဖို့အပုံကြီးပို့တာပဲ။ကဲအခုညပဲသွားကြစို့ကွယ်။ကြိုက်ထိုဘူတာတို့ရောက်လျင်ထိုအခါကမော်တော်ကားများမသွားသေးသဖြင့်လှဲငါရွေသွားကြ၏။ကြိုက်ထီယိုးတောင်ကျေကင်မွန်စခန်းမရောက်မီခရီးတဝက်သားသား၌ အင်းဝစကန်းတို့ရောက်ရာခရီးနာကြ၏ထမင်းဟင်လက်ဖေးရီဘူးဒီကျော်စသည်ဖြင့်အစာအတောက်လည်းပြည့်စုံ၏ထိုစကန်းမှာရွာနီးချုပ်ဆက်ကလာရောက်၍စိုက်တဲခင်းသောနေရာစကန်းကြီးတစ်ခုဖြစ်၏ထိုအင်းဝစကန်းဆိုင်စု၏မြောက်ဖက်အတန်ကွာရှိတရက်ပင်ကြီးတစ်ပင်အောက်တွင်တဲငယ်ငယ်တစ်ခုရှိ၏ထိုတဲငယ်ဘက်သို့ထုံးမောင်းသည်ရှောက်၍သွားသည်ကိုမြင်လိုက်၏မကြာမီပင်တဲပေါက်တွင်ရပ်၍အတန်ကြာကြည့်နေသည်ကိုမြင်ရ၏ နာယီဝက်ခန့်ကြလင်ကျွန်ုပ်တို့သွားချိန်ကြသည်နှင့်ထုံးမောင်ကိုဟင်၍ခေါ်ရ၏ထုံးမောင်သည်တုတ်လာခဲ့၍ဟေးဟိုတဲထဲမှာအဖိုးကြီးလင်များနှစ်ယောက်နဲ့မြင်းနှစ်ယောက်ဖျားပြီးလဲနေကြတယ်ငါအစားတောက်လေးဝယ်ပေးခဲ့ခြင်းနဲ့မင်းသွားနေကွယ်ကင်မိုးစကန်ကိုငါမြှောင်လိုက်လာခဲ့မယ်ဟောဗျာမင်းဘွေဖောက်ပြီမင်းအကျင်ဒီလိုပဲစိတ်တဆူစားကြီးနဲ့ကဲမောင်တဘောရှိငါတော့မင်းကိုမစောင့်နိုင်တော့ဘူးကင်မိုးစကန်ကိုမြှောင်လိုက်ခဲ့ပြီတော့ မမီးရင်တော့ငါဆက်သွားမှာပဲအေးပါကွယ်ငါမီးအောင်လိုက်ခဲ့ပါမယ်ဆို၍လဲပေါ်ကသူ့လွယ်အိတ်ကိုယူ၍တဲငယ်ဘက်သို့ဆိုင်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 နဲ့သွားပြန်လေ၏ကျွန်ုပ်မှာကဖယားသူသားရောက်လို့၍ကျွန်ုပ်တို့အကြောင်းကအကြောင်းသားတစုလဲထပ်ရောက်လာသည်နှင့်ထိုလူစုနှင့်ရော၍လိုက်သွားလေ၏ခင်မောစကန်တို့ရောက်တော်လဲထုံးမောင်မပေါ်လာကြရေမြောင်ကလေးရေမြောင်ကြီးဖိုးပြန်တောင် စိုင်တမော့စသည်ဖြင့်စခန်းအစဉ်အတိုင်းနောက်ဆန်တငင်ငင်နှင့်ပင်လာခဲ့ရာဖျားသောသာတိုင်တော်ဤထုံမောင်မပေါ်လာခြင်းကျွန်ုပ်တို့တစုလည်းတပြော်တပါကြီးပျော်စိုကားနှင်လာခဲ့ကြရာဖျားလီနယုံနှစင်နှင့်မိမကြီးတယောက်ပဆန်ခံနေသည်ကိုတွေ့ရ၏နယုံမှာပါတချံနာတချံပဲနေ၏၎င်းအပေတို့ကိုပြ၍ပြင်စင်ရန်ဆိုကားပဆန်ခံနေခြင်းဖြစ်၏ထို့အခါကျွန်ုပ်သည် ရုတ်တရက်တတိယမိတီကလွန်ခဲ့သောနှစ်ကကျွန်ုပ်တို့အခန်းကចောင်းသားတစုစိတ်ထီယောဂပြန်လာကြသောအခါထိုပါပဲ့နားပဲ့နေသောနတ်စင်ကနတ်ကတော်ကြီးအားနတ်မေချာကြောင့်ပြန်ပြောသည်ကိုတတိယသည်နှင့်ကျွန်ုပ်တို့နှင့်အဖို့အလောခေါ်ခဲ့သောလှေသမားကိုမေကြီးအားလှေသမားကပြုံးရီ၍ဒီအပဲ့တွေကကြားလာပြီဗျပြင်လိုက်ရင်နောက်ထပ်ပတ်စံဘယ်နဲ့လို့လှူခံမလဲဗျပြောလိုက်မှာ ကောလိပ်ចောင်းသားထက်တာတော်လှည့်သမားများလည်းရှိသေးကြောင်းသိရသည်။နှုတ်ွယ်ယသိတွေယသိမာတွေဖိုးသူတော်တွေမဲသီလာတွေပေါ်လာကြည်ကလားကွ။အဲ့ဒီထဲမှာခါရောမီတွေအများကြီးပါတယ်ဗျ။ကျွန်ုပ်တို့ဖះရှိခိုးနေစဉ်ပန်းတယ်ရွှေတယ်ရေတယ်တို့ဤအနှောက်အယှက်ကိုညာစွာခံရ၏။ဖះရှိခိုးနေစဉ်ရေပန်းရွှေဝဲပါ ဝဲပါဟုတစားစားလိုက်၍ပူနေ၏။ ကျွန်ုပ်သည်ကလစားချီလိုသည်နှင့်ရေပန်းရွှေတို့ကိုအိန္ဒြေနှင့်ရောင်းသောဆိုင်တို့တွင်သာဝယ်ယူလိုက်၏။ကြောက်ကြီးကံပါဇက်ဖက်သို့လာခဲ့ရာလမ်းတွင် တောင်ဆောင်တစ်ခုကူတွင်၌ယသိတစ်ပါးထံတွင်ဖျားသွားတော်အစေရှိသည်ဆို၍ကူတွင်သို့ကျဉ်ကျဉ်ကျက်ကျက်နှင့်ဝင်ခဲ့၏။ယသိကသွားတော်ကိုလက်ဖြင့်ကန်၍ခက်လန်းလန်းကားပြ၏။တိတိချာချာကိုတိုင်းကန်၍ဖူးပြရစေဟုတောင်းတော်အခါဟဲ့တကားရဲ့ လက်နဲ့မကင်ကောင်းဘူးငရဲကြည့်တတ်တယ်ခတ်ဝေးဝေးကပဲဖူးတာပေါ့နို့ရက်သိတော့ငရဲမကြည့်ဘူးလားဟဲ့ရက်သိဆိုတာစင်ကြဲတဲ့သူ့တော်ကောင်းဖြစ်တယ်ဘယ်တော့မှငရဲမကြည့်ဘူးမင်းတို့လူလို့မဟုတ်ဘူးထို့အခါကျွန်ုပ်သည်ဘာမျှပြန်မပြောဘဲအခွင့်ရသမျှတေချာစွာစူးစိုက်၍ကြည်ရသွားတော်ဤအတွင်ကဘာရှိသည်ကိုကားမသိရအပြင်ကားမူကား စီဂရက်ဘူးတွေကငွေရောင်ပြားကိုကတ်ထားသည်ကို မြင်တွေ့ရ၏။ထို့ကြောင့်လည်းရသေးရှိအလှခံပဆန်ခွက်တဲ့သို့တပြားတစ်ချမ်းမျှမထေခဲ့ပဲခတ်တုတ်တုတ်ပြန်၍ထွက်ခဲ့၏။ သောလျင်ကြိုက်ထီယိုတောင်မုဆိုးတောင်တို့၌အေဂျန်ပျော်မျိုးစွာခொဏညကြာကြ၏ပြီးမှဆင်ခဲ့ကြ၏အပြန်လန်းတွင်အင်ဝါစကန်တို့ရောက်ကြသောထုံးမောင်၏အဖြစ်ကိုမေးမြန်းလိုသည်နှင့်ကျွန်ုပ်သည်အဖော်များနှင့်ခွဲ၍ရခင်တဲငယ်ဘက်သို့လာခဲ့၏တဲငယ်မှာကျွန်ုပ်ပထမမြင်စဉ်ကကဲ့သို့စုတ်ချပျက်စီးနေသည်မဟုတ်ပဲအမိုးအကာနှင့်အတံပင်တက်ရက်ကောင်းမွန်နေသည်ကို တွေ့ရ၏။ခေါင်းရင်ကန်ကလေး၌ အတန်အိုမင်းပြီဖြစ်သောအဖိုးအိုအဖွားအိုနှစ်ယောက်ပတိစိန်ရွေနေကြ၏ခြေရင်ပိုင်းမြေခွက်တွင်မိဖို့တစ်ခု၌လက်ဖရည်ကရားနှင့်ယူနေအိုးကျိုနေသော73နှင့်74နှစ်အရွယ်မိန်းကလေးကိုမြင်ရ၏၎င်းဤ၌3နှင့်4နှစ်သားခန့်ရှိယောက်ျားတငယ်ကလေးတယောက်ပူသည်ကျော်တစ်ခုကိုစားနေ၏ကျွန်ုပ်ကိုမြင်ကြလျင်အဖွားတို့ကအလိုမလာပါလာပါဘယ်ရက်ကပါလဲမ ဖះဘူးကအသွားလာအပြန်လာလာပါလာပါထိုင်းပါဆို၍နေရာပေးခြင်းကွန်အေချခြင်းတို့ကိုပြပြတလဲပြူ၏ဟဲ့ဖွားမင်းရင်းနှွေးဆိုပြီးမဟုတ်လားလက်ဖက်ချောက်ခတ်ပြီးယူခဲ့ဟေအော်ဖွားမင်းဟဲ့ဟိုထညာကလေးရှိသေးတယ်မဟုတ်လားတခါတည်းထည့်ခဲ့တယ်တောက်ပါစားပါမောင်ရေအလွန်ကြီးစွာသော စေတနာဖြင့်ဧကန်လင်း၏အဖိုးကြီးကတဖန် ငါမေးကဖះဘူးမဟုတ်လားဟုတ်ပါတယ်အဖိုးရေကျွန်တော်ဟာလွန်ခဲ့တဲ့9ရက်လောက်ကတက်သွားပါတယ်အခုပြန်လာခဲ့တာပါအဲ့ဒီတက်သွားတဲ့နေ့ကကျွန်တော်တငယ်ချင်းတယောက်ဒီတဲမှာကြံရစ်တယ်အဲ့ဒါအခုသူဖယ်သွားလေတည်းလို့မေးချင်လို့ဝင်လာတာပါအဖိုးရေထိုအခါအဖိုးကြီးနဲ့အမေကြီးသည်ငောက်ခနဲတပြိုင်တည်းဆန်၍မောင်ထုံးမောင်ကိုမေးတာမဟုတ်လားဟုတန်ပြိုင်မေးကြလိမ့်ဟုတ်ပါတယ်ခမညာအမေကြီးကဆက်၍ ။အော်မောင်ကမောင်ထုံးမောင်ရဲ့တငယ်ချင်းလား။ဒါဖြင့်မောင်လည်းသူ့တော်ကောင်းပေါ့။အေးအေးမောင်ထုံးမောင်ရဲ့ခုမနဲ့ပဲရန်ကုန်ကိုပြန်သွားပြီ။သူ့တို့ကြောင်းတက်ရမယ်ဆိုကိုကွ။ပြောလိုက်ပြရစေအုံမောင်ရဲ့။ဒီလိုသူ့တော်ကောင်းမျိုးရှိတာ။အဖွားတို့အခုအသက်80ရှိပြီ။ကြားပဲမကြဘူးပေါ့မောင်ရဲ့။မောင်ထုံးမောင်ဟာဖះကိုလိုက်မလာပဲဒီကပဲပြန်သွားပုံကိုပြောပါအောင်ဖွားရဲ့ ပြောပါပြီလားမောင်ရဲ့ဒီလိုကွယ်ငါတို့ကအဲ့ဟိုကြိတ်ထိုးကိုသွားတဲ့လမ်းသားမှာရှိတဲ့မိသွေးကုံရွာကပါအဖွားတို့မှာသမီးတယောက်တည်းရှိတယ်သူအိမ်အောင်ကြလို့သားသမီး၄ယောက်ရပြီးတော့လွန်ခဲ့တဲ့၃နှစ်လောက်ကပဲသူ့ခင်ပေါ်အနေဆာရောက်တယ်သူကိုယ်တိုင်လည်းမနစ်ကစုံပြန်ပါယောသားသမီး၄ယောက်နဲ့က၂ယောက်သာဖတ်တယ်နေဟောခုမြင်တာအကြီးဆုံးနဲ့အငယ်ဆုံးပေါ့ဒီကလေးနှစ်ယောက်ကိုငါတို့ပဲမွေးရတော့တာပေါ့ ငါတို့ကလည်းအိုအိုမင်းမင်းသူတို့ကလည်းလူလားမမြောက်သေးပတ်စံကြီးငွေကလည်းမပြည့်စုံတို့တို့ပြောကြဆိုမြည်ရဲ့ငါတို့ထမင်းရဲ့မမမစားရတာကြားပါပြီအဲ့ဒါအခုဖျားဘူးလာများတဲ့အချိန်ဒီအင်းဝါစခန်းမှာတဲကလေးထိုးပြီးဖွားမေကိုပဲဘူးတိကျော်ကလေးကြော်ပြီးရောင်းစေရတာပဲအဲ့ဒါနဲ့လေထမင်းရဲ့မမမစားရပါဘူးကံများဆိုးကြတော့လွန်ခဲ့တဲ့နှစ်လသုံးလကစားပြီး ဟောမင်းဖိုးကြီးလူကလည်းအိုးအစာရေစာဝါလင်အောင်လည်းမစားရတော့လဲပါရောမောင်ရေနောက်ဆယ်ရက်လောက်ကအဖျားဝင်လာပြီးတတိမရတစ်ချက်ရတစ်ချက်နေပါရောအဲဟိုမောင်ထုံးမောင်ရောက်တဲ့နေ့ကမြို့မြော်ပဲရှိတော့တယ်အဖွားကိုယ်တိုင်လဲမောင်ဖိုးလိုပဲအားနေပြီးလဲနေရကနှွေးနှွေးမှခြုံစရာမရှိအဲ့ဒီအထဲတဲကလေးကလည်းမိုးမလုံတော့အေးအေးမိပြီးအဖွားလည်းလဲပါရောမောင်ရေ အဲ့ဒီလိုအဖွားတို့အကျိုးကန်းတယောက်ကိုမြင်းမကလေးဖွားမိကချက်ပြုတ်ကျွေးနေရကဟောထင်းချိုးရကတန်ဆူးလို့တဲ့တခါတဲ့ငန်းတွေမန်းတွေလိုက်ပြီးပြည်တယ်လို့မောင်ထုံးမောင်ရောက်တဲ့နေကခြေတောင်းမြောက်ပြီးအော်နေရတာပဲအဲ့ဒီမောင်ထုံးမောင်လာကြည့်တော့ငါတို့ထမင်းရေစာမစားရတာနှစ်ရက်တိတိရှိနေပြီမောင်ရဲ့သေဖို့အစင်သင်မဲဆိုပါတော့ဟောဟိုမြင့်ငယ်ကတော့ကလေးကိုအဲဟိုဆိုင်စုမှာတော့ပြီးတောင်းရန်စားတဲ့ ဲ့ဒီလိုငါတို့သေးဖို့အနေမှာမောင်းတငယ်ချင်းမြင်တော့မေးတံကိုကြားပါရဲ့ငါတို့လူအိုနှစ်ယောက်ကတော့စကားမပြန်နိုင်တော့ဖွားမေကသာအော်အော်အငူရက်ပြီးပြန်ပြောတံကိုကြားလိုက်ရတယ်အဲ့ဒါနဲ့မောင်းထုံးမောင်းဟာပထမအဖိုးကြီးပစတဲ့ကိုရေချပေးတယ်နောက်နည်းနည်းလှုပ်လာတော့ဟိုဆိုင်စုမှာလက်ဖက်ရည်ကော်ဖီရင်းနှွေးစားစရာတွေဝဲလာပြီးကော်ဖီနှွေးနှွေးကလေးကိုအဆက်ချပြီးတိုက်ပေးရှာတယ်အဖွားကိုလည်းဒီလိုပဲ ဖွားမေကိုလည်းအနာကိုရေးစေးပြိဖဆေးထည့်လောက်တာနဲ့မောင်ရဲ့တနာကြီးလောက်မှပဲတက်တာသွားပါတယ်အမှန်ကတော့ငါတို့တစုလုံးအစအတော့ချိုးတဲ့လူငတ်လို့ဖြစ်ရတာကလားကွယ်ငါတို့တော့အေးလောက်တာတောက်နိုင်ကြပါတယ်ဖွားမေတို့မောင်နှမနှစ်ယောက်ကတော့ဖျားတာမဟုတ်ဘူးအဲ့ဒါကိုမောင်ထွန်းမောင်ရဲ့သူ့လွယ်အိတ်ထဲကပါမုံငါတက်တာတွေတစ်ခါတည်းထုတ်ကြွေးတယ်ငငန်နဲ့စားလိုက်ကြတာမောင်ရဲ့ ဖွားလိုလည်းမိကကြည့်ရတာအာရဝမ်းသာတာနဲ့အပြည့်လာကြတာပဲအဲ့ဒါတူတူကသူ့ကိုယ်တိုင်ငါတို့ကိုစိတ်တိုက်ပြုစုတယ်ပြင် သူ့ကိုယ်တိုင်ဆန်စီစကြက်တုံငရုတ်အစုံဝဲပြီးချက်ကျွေးရှာတယ်ဖွားမိကိုအညော်မိမှဆိုလို့တဲ့မိဘုံနာတော့မလာစေရဘူးပြီးတော့ဟော့တဲကလေးကိုကြည့်ပါဦးခုတော့တက်တက်ရရပေါ့မောင်ထုံးမောင်ရောက်စားကအမိုးလဲမလုံး အကာတွေလည်းပြက်ကြနေတယ်။ဘေးပြင်းပြတိုင်းရင် မခံနိုင်ဘူး။အဲ့ဒီလိုအနေမှာမောင်ထုံးမောင်ရောက်လို့နှစ်ရက်ကြာမှနှင်းမှုရွာချလို့မောင်ထုံးမောင်ပါမကျန်ငါတို့အကုန်လုံးရွှဲရော်ဆိုပါတော့။မောင်ထုံးမောင်မလုပ်တယ်လေတိလား။အနီးနာကစိုင်စုအိမ်စုမှာတက်ကဲတို့ထယံတို့သူ့ကိုယ်တိုင်သွားဝယ်ပြီ။ကိုယ်တိုင်မိုးကပေးခဲ့တယ်မောင်ရဲ့။အဖွာအိုသည် စကားကိုဖြတ်၍လက်အုပ်အထက်သို့မြှောက်ချီကဖျားတကြတော့ တပည့်တော်မရဲ့မြေးကြီးမောင်ထုံးမှာကျမ်းမှာချမ်းသာပါစေခလုတ်မထီစုမညီပါစေနဲ့ရေလိုအေးလိုပန်းလိုမှွေးပါစေဆို၍မျက်ရည်ဆန်းဆန်းနဲ့ရှ िख ိုးဆူတောင်းလေ၏ကျွန်ုပ်တို့ပတ်လည်ရှိ လူများကိုပင် မေ့နေဟန်ရှိအတန်ကြာမှဆက်ပြန်၍ငါတို့မိုးရီဆိုလို့အေးကြချမ်းကြတော့မောင်တငယ်ချင်းဖះလောင်းကြီးကဟောသူ့မှာပါတဲ့အင်းကြီးတွေပစိုးတွေ ျက်နှာတော့ပေါ်ရည်တော့မကြံဘူးအဲ့ဓာတွေနဲ့တခါတည်းငါတို့လေးယောက်ကိုပက်ရန်ခြုံယုံပေးတာပဲမိဘကသာသမီပြုစုသလိုပါပဲမောင်ရဲ့သူကိုယ်တိုင်ကတော့စွတ်ကြဲကလေးနဲ့သာနေတယ်အောင်မဲဟော့မောင်းတငယ်ချင်းကတက်တီကောင်းကလားကွယ်မိုးကြီးပင်မဲ့ तू မချမ်းဘူးတဲ့ပြီးတော့လူကြီးတော့လုံရက်တန်တန်ရဲ့နှုတ်ပင်မဲ့ तू အသားတွေကတန်ခဲလိုပါကလားကွယ်ဟော်နေခင်းနေခင်းမှာ ဖွားမေတို့မောင်နှမနှစ်ယောက်ကိုသူ့လက်မောင်းသားကြီးတွေကြက်သားကြီးတွေကိုထုတ်ထုတ်ပြတယ်။မောင်နှမနှစ်ယောက်သူ့လက်မောင်းကြီးကိုစီစီပြီးကစားကြတာပဲ။အင်မတန်ပျော်ကြတာပေါ့။ဒီတငယ်ဟာလူထူးပါကွယ်။တန်ကတန်မာပါပြီနဲ့။ဖះရလောင်များစင်ပြောင်း၅စီ၁၀စီအားစောင်းနိုင်တယ်ဆိုတာပဲထင်ပါရဲ့ကွယ်။နောက်တနေ့မနဲ့စောစောဟိုနာခဏသွားအောင်မယ်ဆိုပြီးထွက်သွားလိုက်တာ။ညနေမှပြန်လာတယ်။တို့တို့တွေဆိုတာ တနေကင်းလုံးသူ့ကိုထမင်းစားစောင့်နေကြတယ်။အနီနာလိုက်ရှာကြတယ်။အဲ့ဒီမနဲ့ငါတို့ထမင်းမစားဖြစ်ဘူး။ညနေကျလို့ပြန်လာတော့မှသိရတာကလက်ဆက်သက်တော့သူ့ဟိုကြိုက်ထုံကိုတွားတာကိုမောင်ရဲ့ဟဲ့ဖွားမီနေ့ကိုကြီးဝယ်ပေးခဲ့တဲ့ဝတ်စားတွေယူခဲ့စမ်း။ကဲမောင်ရင်ကြည့်တော့ငါတို့ဘို့သူ့ဝယ်လာတာတွေထိုအခါအဖိုးကြီးသည်အထုတ်ခတ်ကြီးကြီးတစ်ခုကိုကောက်ယူ၍ ဟောတာကကြုတ်ထုံးမောင်ရဲ့မောင်ကိုပြရအောင်မယ်။ဆိုကအထုပ်ကိုဖြီးလေသည်။အထုပ်အပေါ်ကကျိုးစေးအောင်အပတ်ပေါင်းများစွာရစ်ပတ်ထား၏။ကျိုးတွေကုံသောအခါပဆူဟောင်းတထံနောက်ပိတ်ဖြူတထံနောက်ဆက်ကူ3လီတန်အလွန်သေးကြစွာထုတ်ထားသည်ကိုတွေ့ရ၏။နောက်ဆုံးအထက်ကုံလေးမှလုံကြီးအညိုရောင်တထင်အတွင်းကန်အင်ကြီးတထင်အပေါ်အင်ကြီးတထင်ခေါင်းပေါင်းပဝါတထင် ပခုံးတင်ပိတ်ဖြူစာတထဲတို့ထွက်လာလေ၏ထို့လေးတဲ့သောအဝတ်တို့ကိုအဖိုးကြီးသည်ယူရမြန်လို့စာကိုင်းတဲ့၍အဲ့ဒါကျုံမင်းရဲ့ကုသိုလ်တွေပဲမောင်းရဲ့ကျုပ်အဖိုးအဘဒီလိုမပေးခဲ့ဘူးပါဘူးကျုပ်သားသမီးတွေလည်းမပေးခဲ့ဘူးဘူးကိုယ်နိုင်လဲဝဲပြီးမဝဲနိုင်ခဲ့ဘူးဘူးဒီအဝတ်လေးတဲ့ကိုကျုပ်ဘာလုပ်မလဲသိလားဥပုံနေတိုင်းဝတ်ဆင်ပြီးဥပုံဆောင်မယ်အခုစိတ်ကူးတာကတော့ ကြုံမီကုတို့ပေါ့ဟောင်းနေတိုင်းပဲရှစ်ပါးတိလာဆောင်ပြီးသူ့အဝတ်တွေနဲ့အယိုးထုတ်တော့မယ်ကျုပ်သေးတဲ့ခါဒီအဝတ်တွေကိုကျုပ်တို့ဆရာဖုန်းကြီးကိုလူလိုက်ဖို့မှားပြီးပြီမောင်ရဲ့အဖွာကြီးကလည်းမိမိအတွက်အဝတ်အစားတို့ကိုပြရင်ကျုံလေးပဲမောင်ဖိုးအတိုင်းပဲဆုံးဖြတ်ပြီးပါပြီဟုဆို၏မမေကလည်းမိမိအထုပ်ကို အာပါတရားဖြီကားပြ၏ပိုသားလုံးကြီး အင်ဂျီဘီမှန်စသည်ဖြင့်မိမအတုံးဆောင်အတန်များများ တွေ့ရ၏အဲ့ဒါတွေကျမရဲ့အကိုကြီးဝယ်ပေးခဲ့တာရှင်ကျေးဇူးတင်လိုက်တာအကိုကြီးရဲ့ကျမလေးညာတိုင်းညာတိုင်းအိတ်ခန်ကြီးကိုဥသုံးချိန်ချပါတယ်အကိုကြီးလည်းပြန်သွားပြီတိတ်အောင်မိတာပဲဆို၍မျက်ရည်လဲလာလေ၏အနာတွင် အမအီမျက်နာကိုစက်ကြည့်နေသော မောင်ကလေးမှလည်းမဲ့တဲတဲဖြစ်၍လာလေ၏အဖွာကြီးကဆက်ပြန်၍ အဲ့ဒါသူအပြုစုကောင်းတာ ਨੇ ငါတို့အတော်အတန်ထူထောင်လာကြတာပါပဲသူနေလို့၄၅ရက်ရှိတော့ငါတို့လည်းမာပါပြီမင်းဖះကိုတွားဖို့ဟာတွားတော့လေလို့ပြောတော့အဖွားရဲ့တဲ့ဖះကိုတွားဖို့တာထက်ဖះစကားနာထောင်တာပိုပြီးကုသိုလ်ရတယ်တဲ့ပြီးတော့လည်းဖះတွားဖို့အချိန်လည်းမရှိတော့ဘူးចောင်းဖွင့်မိအောင်ပြန်ရမယ်တဲ့သူဖះမှာရွှေချဖို့ပန်းလူဖို့ ရေးလူဖို့မှန်းခဲ့တဲ့အတွက်ငွေကိုလည်းအဖွားတို့ကိုပဲလှူခဲ့မယ်ဆိုပြီးငွေတင်းငါးပြားရည်30ချက်တိတိငါတို့ကိုပေးသွားတယ်အခုငါတို့အသက်80ရှိပြီကိုပိုင်ဖြစ်တဲ့တစ်ခါမှငွေ30ချက်ပြအောင်မကင်ခဲ့ရဘူးဒီလိုလူမျိုးတွေ့ဘူးလို့ထားလို့ကြားတော့မကြဘူးပါဘူးကွယ်ဟောမောင်ဖိုးကပြင်လူမဟုတ်ဘူးနတ်တကြားများလူရောင်ဆောင်လာတာလို့ ခုတည်းအတက်ဆွဲနေတော့မယ်။ထိုအခါအဖိုးကြီးကဝင်တဲ့၍ဟဲ့မဲတို့ကဲခုဒီမောင်ရင်ကသူ့ငွေချင်းမှာဆိုလို့သာနေလိုက်ရတယ်။ငါတော့ဧကနနဲ့တကြပဲလို့ဆွဲလန့်နေတော့မယ်။ကြည်လေငါအလကားပြောတာမဟုတ်ဘူး။ငါတို့ဆရာဖုန်ကြီးဟောဘူးတယ်။ဟဲ့တကားကြီးဖိုးခွေးတဲ့။ငါဘာတီလာမြဲပြီ။မြစ်တာပို့ပြီး ဣတိပြီးတော့ဂုံတော်ကိုတနေ့ကိုအ ਨੇ ဆုံးဆယ်ပတ်ရအောင်စိတ်တဲ့အချင်းအချက်တွေ့ရင်နှစ်တကြမြလာပြီးကဲမတတ်တယ်တဲ့အဲ့ဒါလွန်ခဲ့တဲ့15နှစ်လောက်ကစားပြီးဖုန်ကြီးစကားတိုင်းစောင့်ထိန်ပြီးပရိမှန်မှန်စိတ်ခဲတာညီအစ်တီပဲမဟုတ်လားအဲဟိုနေ့ကငါပက်လက်ကလေးမြော့နေတော့ဆရာဖုန်ကြီးရဲ့အဆုံးမနဲ့ဂုံတော်ကိုတတိယပြီးဂုံတော်ကိုနှလုံးသွင်းနေတယ်တော်တော်ကြပါဇက်ပေါ်ရေဆက်ကြလာတော့ အင်းတရားမင်းရေစင်ဖြန့်လာပေါ်တော့ငါယုံကြည်လိုက်တယ်လူပုံတရံနဲ့တောက်ပြောင်အေးချီနေတဲ့မျက်နှာကိုငါမြင်ရတယ်ဟဲ့မဲတို့ကဲ့လူရိုးရိုးဟာဒီလောက်ကောင်းနိုင်ပါမလားဟဲ့လူမမလေးယောက်ကိုစေကူပြုစုကျွေမွေဝတ်စင်အိမ်ကိုမိုးကာပေးပြီးတော့ငွေ30ကျပ်ရင်းမာကြီးကိုပေးတာဟာလူရိုးရိုးဟုတ်နိုင်ပါမလားဟဲ့တို့เสียဖုန်ကြီးပြောဘူးတယ် နဲ့တကြမြလူရောင်ဆောင်လာရင်အရေးမထွက်ဘူးမြက်တောင်မခတ်ဘူးတဲ့။ငါဖြင့်မောင်ထိုးမောင်ရဲ့အရေးထွက်တာမြက်တောင်ခတ်တာမမြင်မိဘူးဟဲ့။ပြီးတော့ရုပ်ရည်ကလည်းတန်ပါပြီတနေ။ငါဖြင့်ဒီလိုချော့နေလှတဲ့ယောက်ျားကလေးမြင်ဘူးပေါင်းဗျာ။အိုးကိုဖို့ခွေးကလည်းလူတော့လူအစ်စ်ပါတော့လူရွရွမဟုတ်တာတော့အမှန်ပဲ။ ဧကန္နအလောင်းလျာတစ်ခုခုတော့ဖြစ်မှာပဲ။ gain မောင်ရဲ့မောင်ထုံးမောင်ရဲ့တငယ်ချင်းဆိုရင်ဖြင့်အဖွားတို့တဲမှာတညလောက်တော့တဲပါအောင်မောင်ရဲ့သူ့ငွေတဲကအလူဥပြုပြီးသမင်းတနတ်တော့ကြွေးလိုက်ပြရစီ။တန်ကတော့စွန့်ကြွေးဖို့တော့ငွေငါးချက်ဥချပြီးဖယ်ထားပြီးပါပြီ။ထို့အခါကျွန်ုပ်မှာအလွန်ပီတိဖြစ်၍တညတဲရန်ဝင်ခံလိုက်၏။ ညအေးရဝင်တော့အခါကျွန်ုပ်ဤစဉ်းစားကန်ပေါ်လာလေ။အင်းထုံးမောင်ကြီးဖြင့်ဖျားဘူးလာရာကျိုးနှက်လေပြီ။ထုံးမောင်ရဲ့ကုသိုလ်ကိုငါအားကြလာသည်။ငါကြားဘူးဒီကမျက်စွာဖျားရှိစဉ်ကတောနယ်မှာယဟန်နှပါဖျားကိုဖူးညွန်ရန်လာကြတဲ့။လမ်းခရီးမှာရေငတ်ကြသဖြင့်ရေတောက်ကြမည်ရှိရာရေစစ်မပါကြသည်နှင့်တပားသောယဟန်ကမျက်စွာဖျားသည် ရေစစ်နှင့်မှာရေတောက်ရမည်ဟု ြညာချက်ထားသည်ယခုရေးစင်းမရှိခင်ဖះကိုជីညိုသည် ဆိုသည်မှာဖះစကားကိုနားထောင်မှជីညိုရာရောက်သည်ထို့ကြောင့်ရေးမတော့ဖဲအသက်သေးစေတော့ဟု ဆုံးဖြတ်လိုက်၏တပါတော်ကဖះဆိုသည်မှာအလွန်ဖူးမြင်ရခဲ့၏ရေးတော့ပြီးအသက်ရှင်၍ဖះကိုဖူးမြင်အံ့ဟုဆုံးဖြတ်လိုက်၏ပထမယဟန်သည်လမ်းတွင် ပြန်လွန်ခဲ့၏ဒုတိယယဟန်က ဖះထံရောက်၍အဖြစ်အပျက်ကို ပြန်လည်လျှောက်ထားသောအခါမြတ်စွာဘုရားကဖះစကားနားထောင်၍လမ်းတွင် အသေးခံသောယဟန်ကိုသာချီးမွမ်းတော်မူတည်းယခုလည်းငါတို့နှစ်ယောက်နှင့်တူလေစွာနာမစိတ်ထီးရောမြတ်ကိုတော့ရောက်ပါရင်ရောက်တော့ဘာလုပ်တလဲဖះကိုပစိမ့်ပေါက်ရှိခိုးတယ်မနာပတ်လေကစူစူညံညံနဲ့အာယုံဆိုင်၍ရှုပ်မခိုးခဲ့ရ၎င်းတော့တငယ်ချင်းတို့နဲ့ရှောက်ပြီးပျော်ခဲ့တယ် ဟာတိုက်တချင်းဆိုဖဲကစားအဲ့ဓာတွေနဲ့အချင်းကုံတာပဲအခုထုံးမောင်ကိုအားကြလို့အဖိုးကြီးအဖွားကြီးတို့ကိုပတ်စံပေးကျင်လို့ကြည့်တော့လေကနဲ့ယထာကသာကြံတော့တယ်ပတ်စံတပြားမှမပူတော့ဘူးဟိုကုန်းတော်မှာတော့ကတို့လူစုမြေလက်ကအပြိုတစုနဲ့တွေ့လို့အလွမ်းတဲ့ပိုးပန်းပြီးဟိုဆိုင်ဧကန်လိုက်ဒီဆိုင်ဧကန်လိုက်နေသုံးလေးရဲ့တို့လူစုပတ်စံဖြုံးလိုက်ကြတာဖျားလှူဖို့မှန်းထားတဲ့ထဲက သုံးပုံနှစ်ပုံလောက်ပါသွားတာပဲအဲ့ဒီပစံတွေခုငါနှမျောလိုက်လာတယ်ငါဖျားဘူးရတာမေမေရရအချိုးပါမှမထင်ပါတကားနှက်ကတော်ရသိရသိမှဖိုးသူတော်မဲသီလပန်းသေးရေးသေးအချိုးတို့ကိုစိတ်မကြည်နဲ့လဲပတ်ပျော်ရွှင်ဒါတွေနဲ့သာချိန်ကုန်ခဲ့တယ်음အခုငါတို့ပြည်မှာယန္တနာသုံးပါးကိုအကြောင်းပြပြီးလောက်ကြတယ်ပွဲအမျိုးမျိုးတွေကိုတတိယလိုက်ပါပြီတဲ့ ငါဖះကိုရောက်တော့လဲဖះစကားကိုနားထောင်နေမောင်ထုံးမောင်ရဲ့ကုသိုလ်မျိုးကိုဘယ်မှာမှီနိုင်မလဲစာတိဖင်စိတ်ကူးတွေးတော့ကမပြောတစ်ချက်ပြောတစ်ချက်နဲ့မူလင်ရလေဤနနက်တွင်ကျွန်ုပ်ပြန်တော့မည်ဟုနှုတ်ဆက်လေးရာအဖိုးကြီးကအေးအေးပြန်အောင်တော့မောင်ရင်မောင်တို့ကျမ်းမာချမ်းသာကြပါစေဆိုတာအဖိုးဆုတောင်းပါတယ်မောင်ထုံးမောင်ကိုပြောပါသူဝယ်ပေးခဲ့တဲ့အဝတ်အစားတို့ အဖို့ဘလို့စီမံထားတယ်ဆိုတာအေးအေးတွားတော်မောင်ကြီးဖုန်းကြည့်ပါစီတက်ရှိပါစီကွယ်အဖွားကြီးကတွားတော်မောင်ကြီးတွားတော်အဖွားတို့မသိခင်မောင်ထုံးမောင်ကိုတခါတော့တွေ့ကျင်သေးတဲ့ကွယ်မိုးမကြခင်အဖွားတို့ကျမ်းမာရင်ဖြင့်ရန်ကုန်ကိုဖျားဖို့လာခဲ့မယ်လို့ပြောလိုက်ပါမောင်ရဲ့အခုဖွားတို့နှစ်ယောက်သေသည်အထိရှစ်ပါးသီလာဆောင်ဖို့သစ္စာဒိဋ္ဌံပြုပြီးတဲ့အကြောင်းပြောပါလေကွယ်အေးအေး ။သွားတော့မြည်ရင်သွားတော့။ဖွာမေကအကိုကြီးထုံမောင်ဖို့လက်ဆောင်ပေးလိုက်ပါစေ။ဟောရာကစိတ်ထိုးတောင်ဖြစ်ဝါးစီတယ်။ဒါကတက်ခွာပန်းကြောက်တခု။ဟောရာကကျမအရင်ဖျားတော့ကဖျက်ထားတဲ့ဆန်စုအဲ့ဒီဆန်စုကိုတဝက်ခွဲပြီးဖျားကိုတဝက်လှူပါ။တဝက်ကိုအကိုကြီးထုံမောင်သိမ့်ယူထားပါလို့ပြောပါ။ကျမမသိခင်တစ်ခေါက်တော့ရအောင်လာပါမယ်လို့လည်းပြောပါသူ့လိပ်စာကိုကျမတောင်းထားလိုက်တယ်ပြီးတော့ရှစ်ခိုးလက်ဆောင်လည်းပေးလိုက်ပါစေ အော်အကိုကြီးအခုနေရန်ကုန်ဘဲစီမှာလဲကျွန်ုပ်ကရန်ကုန်ရှိရာသို့ညွှန်ပြလိုက်တော့အခါဖွားမေသည်တပံလွမ်းတစ်ထည်ကိုတင်၍ရန်ကုန်ထွန်းမောင်ရှိရာဘက်သို့ယူသေးလေးမြတ်စွာလှည့်၍ဥသုံးကျင်းချကားအကိုကြီးကိုဥသုံးကျင်းကြတော်လိုက်ပါတယ်ဆို၍ဥသုံးကျင်းချလေသည်ထို့အခါကလေးမ၏မျက်ရည်တို့သည်ကြပြန်လေ၏ ကျွန်ုပ်ဒီခြေလေးလေးဖြင့်ထွက်ခဲ့ရာဖွားမေတို့မောင်နှမသည် ကျွန်ုပ်ဤလွယ်အိတ်ကိုယူဆောင်၍လှဲ့စိတ်အထီးပို့ကြ၏လှဲ့သည်တဤဤနှင့်လိမ့်သွားရာဖွားမေတို့မောင်နှမသည်မျက်နှာငယ်ငယ်ဖြင့်ငေးမျှော်၍ကြံရည်ကြရှာလေသည်ကျွန်ုပ်ဒီထုံးမောင်ခန်းသို့ဝင်ခဲ့၏ထုံးမောင်ကအလိုမင်းပြန်လာပြီလားမင်းဖျားဖို့ခဲ့ရတာအမျှဝေးပါဦးကွမတရော်ပါနဲ့ကွ ငါမအမြောက်ဝေစရာကြာကြာနာနာတခုမှမပါခဲ့ဘူး။မျက်နှာငငယ်နဲ့ပြောသည်။ဟေးမင်းအကြောင်းနဲ့ငါကြားခဲ့သိခဲ့ပြီ။မင်းကုတော့အမတန်ထူးမြတ်တာပဲ။ငါ့ကိုအမြောက်ဝေစမ်းမှတငယ်ချင်းရဲ့။ဟင်။ဖះရောက်တဲ့လူကလမ်းကပြန်လာတဲ့လူပေါ့အမြောက်ဝေခိုင်းနေသလားကွ။မင်းကလည်းယူကြောင်ကြောင်နဲ့ငါမယူငါတကယ်ပြောနေတာငါဟာစိတ်ထီးိုးဆိုတဲ့ဇေဒီနာတော့ရောက်ခဲ့တာမှန်နေနို့ပေမဲ့မင်းကတော့ တမ္မာတန်ဖိုးတာဘုရားအစစ်စီကိုရောက်ခဲ့တယ်လို့ဆိုရမယ်။ဒါကြောင့်ငါ့ကိုအမျှဝေပါကွယ်။ဟေးမင်းအစာကလေးပါကလေးအကြည့်ဘူးတာမဟုတ်လား။ငါကအမျှဝေမှာမင်းရနိုင်တာမဟုတ်ဘူး။မင်းဝမ်းမြောက်ပြီးကိုယ့်ဘာသာကိုတာရုခေါ်နိုင်တယ်လို့ကုသိုလ်ရတာပဲကွယ်။အဲ့ဒါငါသိတယ်။ဘာပဲဖြစ်ဖြစ်မင်းပါဇက်ကမွတ်ဆိုပြီးပေးတာကိုငါကြားချင်တယ်။ငါတာရုခေါ်ချင်တယ်။စင်ကြီးစင်လက်တွေလုံမနေပါနဲ့ကွယ်။ငါကြည်ညိုလွန်းလို့ပါ။ မင်းပါစံနဲ့အမျှဝေစမ်းပါ။ကဲဒါပြင်လည်းအမျှဆိုတာအဖို့ပါက ဆိုလိုတယ်။ငါကတော့အဖို့တွေအဖဲ့တွေလုံးမနေပါဘူး။ငါကုတို့အကုန်လုံးကိုပဲပေးပါတယ်ဗျာ။အကုန်လုံးယူပါနေတော့။ထို့အခါကျွန်ုပ်သည်တာရုလေးလေးနက်နက်ခေါ်ပြီးမှမင်းကငါကျေးဇူးတင်တာတခုရှိသေးတယ်။ဗါလေ။မင်းကငါ့ကိုဖျားဘူးနီးနီးကောင်းနီးမွန်တခုတင်ပေးတဲ့အတွက်ပေါ့။ မှတ်ချက်ဤဝိထုတွင်ဖျားကြည်ညိုနေ၌ဗုဒ္ဓဘာသာကိုအရင်တည်၍ပြခြင်းမှာမြန်မာနိုင်ငံတွင် အများအားဖြင့်ကိုးကွယ်သောဘာသာကြီးဖြစ်၍ပုံစံအနေဖြင့်သာပြခြင်းဖြစ်သည် အခြားဘာသာဝင်တို့အတွက်ကသဘောတရားမျှသာယူရန်ဖြစ်၏အပင်နာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်